ရက်စောက်မြို့နယ်အမှတ်၁အခြေခံပညာအထက်တန်းကျောင်းရက်စောက်တွင်ကျောင်းကောင်စီကေတိတ္တဆာခံယူခြင်းခန္ဓာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်တောင်ပိုင်းတောင်ကြီးခရိုင်ရက်စောက်မြို့အမှတ်၁အခြေခံပညာအထက်တန်းကျောင်းရက်စောက်တွင်2025 2026ပညာသင်နှင့်ကျောင်းကောင်စီကေတိတ္တဆာခံယူပွဲခန္ဓာကိုယနေ့နေ့၈နာရီခွဲချိန်ကကျင်းပပြုလုပ်ခဲ့ပါတယ်။ရှိဦးစွာအခမ်းအနားကိုဆရာဆရာမများကျောင်းသားကျောင်းသူများမှာ ចောင်းកောင်းစီတခြင်းကိုတံမြိုင်သီဆိုပြီးနောက်ចောင်းဆယ်မာကြီးဒေါမြင့်တီရာကအဖွင့်အမာစကားပြောကြားခဲ့ပါတယ်။ထို့နောက်ចောင်းកောင်းစီမှုဆောင်အဖွဲ့အမည်စင်းကိုကြီးညာကចောင်းកောင်းစီမှုဆောင်အဖွဲ့နဲ့တကြောင်းလုံးကဂတိသက်စာခံယူခဲ့ကြပါတယ်။ဆက်လက်၍ចောင်းဆယ်မာကြီးကចောင်းកောင်းစီအဖွဲ့များတာဝန်ထိမ့်မတ်အလံများပေးအပ်ပြီးနိုင်ငံတော်တခြင်းအားစုပေါင်းတံမြိုင်သီဆို၍အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။